သူတနေ့ပြောဦးတယ်မင်းတို့မှာမင်းမှာမိဘအချိန်ဝါမရှိဘူးနော်ဘာအချိန်ဝါမှမရှိဘူးကြောတော့နောက်ခံငွေအင်အားမရှိဘူးအတိုင်းဝိုင်းမရှိဘူးအရေးကြီးတာလူနှုံနေပါစေစိတ်မနှုံစေနဲ့ဘဝနှုံနေပါစေစိတ်မနှုံစေနဲ့ဘဝအားနေပါစေစိတ်အားမနေစေနဲ့ခန္ဓာကိုယ်အားနေပါစေစိတ်အားမနေအားမနေစေနဲ့ဆိုရဟာအများအားသူပြောတယ်အဲစိတ်အားမနေအောင်လဲသူကျင့်တယ်အဲအဲ့အနေနဲ့သူကအောင်မြင်မှုကို တက်လှမ်းယူခဲ့တာပါ86နှစ်ပေါ့နော်သူက1939ဂျွန်လ25ရက်နေ့မှာမွေးဖွားတာပေါ့နော်ခုနှစ်ကဏ္ဍသမားပါနှစ်တိုင်းကတော့ဒီမှာဒီအိမ်ရဲ့နောက်ပြီးတော့စားတောက်ဆိုင်ကြီးတွေမှာကျွန်တော်တို့ဧည့်သည်တွေဖိတ်ပြီးတော့မွေးနေ့ဇူတောင်းနေနောက်ပြီးတော့ဆယ်မိုင်ကုန်းဓမ္မဒူတာဘုန်းကြီးเจ้าမှာဆုံးကတ်တယ်ပေါ့နော် အခုဒီကာကြတော့အကြောင်းကြောင်းကြောင့်ဒီနေ့ကတော့ငလင်ဘေးဒုက္ခတွေတွေကိုပဲလှူတယ်ပေါ့လေနောက်ပြီးတော့ဘုံကြီးเจ้าတွေကိုတင်ကန်းတွေပါလှူဖို့ပဲလုပ်တယ်ပေါ့လေအမေတို့ပြောတဲ့ကတော့နှိပ်ထူးထူးဆန်းဆန်းတော့မဟုတ်ဘူးပေါ့နော်အိမ်မက်ဘေးတယ်ပေါ့လူသူတို့နဲ့တိတဲ့ဒါရိုက်တာကြီးပေါ့ဟိုးလုံးရှေ့လုံးကဒါရိုက်တာကြီးတယောက်ကနောက်ပြီးတော့အမေကိုဟေးအမေကိုသူအမေနာမည်ကဒေါ်တင်ပေါ့အာဟေးအတင် နေအေငါလာနေမယ်တို့ပြောတယ်အဲ့ရနောက်ပိုင်းမှာအဲ့အကိုကိုမွေးတယ်လို့ပဲပြောတာပေါ့နော်ဒါကတော့သူတို့ရဲ့စကားတွေကိုပြောတဲ့အောင်ကြားခဲ့ရတာပေါ့နော်ဟုတ်ပါဘူးသူအရွယ်ရောက်ပြီးတော့လူမှုဘဝမှာစတင်လှုပ်ရှားနေတဲ့အရွယ်အိမ်တော်ပြုသွားတဲ့အရွယ်မှာတို့ဟာ၃တန်း၄တန်းလောက်ပဲရှိသေးတာ哦နော်အဲ့တော့သူ့ရဲ့ဟိုဟာတော့ဒီချာမသိဘူးပေါ့နော်ဒါမဲ့ तू ကဘာပဲလုပ်လို့အားလုံးကို तू က ိုနေမောဥဆောင်ပြီးလောက်တတ်တယ်အားလုံးကိုသူကတိုင်းသွားတင်တယ်ဆိုတိုင်းတင်တန်းကိုသူတယောက်တည်းသွားတယ်ပြီးရင်သူနဲ့ရွယ်သူတွေကိုတိုင်းပြန်ပြပေးတယ်နော်အကုန်လုံးစုပြီးသွားမတင်နဲ့ငါတယောက်တည်းအရင်သွားတင်မယ်တင်ပြီးရင်သူအဲ့ခါမျိုးလေးတွေရှိတယ်စာကြည့်လိုက်တယ်စလောက်တာတို့ဘာလို့ဆိုသူကငငယ်လေးနဲ့စလုပ်တယ်လို့ကြားဘူးလားဗောလေအမေတို့ပြောတာအဖေတို့ပြောတာ၁၄နှစ်သားတွေကစာကြည့်လိုက်တယ်တုတ်တယ် မဂဇင်းတိုက်တွေစမ်းညွန့်ဦးမဂဇင်းတို့ဘာလို့စီမှာသူအဝင်ထွက်မိတ်ဆက်ပြီးတော့အဝင်ထွက်သွားပြီးတော့နော်စာရေးတာတို့အဲစာရေးဆရာကြီးတွေနဲ့တွားတွေ့တာတို့ဘာလို့သူလုပ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ကျေးဇူးရှင်လည်းဖြစ်တယ်ဟိုကျွန်တော်တို့ရဲ့နေရေးထိုင်ရေးစားဝတ်နေရေးကိုဖြည့်ဆည်းပေးတယ်ဥဆောင်ပေးတယ်ပြီးတဲ့ပြီးတော့ဘေးအတက်မွေးအောင်ပြုနိုင်တဲ့ဘေးရင်ပညာကိုတရားကိုသင်ပေးခဲ့တဲ့ကျေးဇူးရှင်ပေါ့မော်သူ့ရဲ့ ထူးခြားချက်လေးကိုကျွန်တော်ကတော့အနီးကနေလာခဲ့တော့ကြီးလာတော့ခါမှာအရွယ်ရောက်လာတဲ့ခါမှာနော်သူစာပေနော်တွေထဲမှာစဝင်မဝင်ခင်သူဘဝမှာရုံးကန်လှုပ်ရှားရတဲ့အချိန်ဖွဲ့နှုစီဆက်ကိုတော်ပေါ့နော်စောင်းနာအတူအဲဒီကတက်ကလို့ចောင်းသားဘဝတတရနဲ့ရှိတယ်အဲမှာစာကျင်းနဲ့အဲဟိုရွာမဖွဲ့နှုကိုတော်စောင်းနာတို့ဖွဲ့နှုစီဆက်ကိုတော်စောင်းနာတို့စဘာကိုတော်မှာစရေးလှုပ်တာတို့အများကြီးပေါ့နော် စံဆက်မှာမန်နေဂျာလောက်တော့အစအစရမှာလိုက်လိုက်သွားတယ်။ကျောင်းပေးရတီလိုက်လိုက်သွား။သူကလည်းခေါ်တယ်။သူကသွားလေရမှာတော့စာအုပ်တော့ဘယ်စာအုပ်ကတကွာမပါမရှိပဲသူကစာအုပ်ကိုသွားလေရဖတ်တယ်။ကားပေါ်လည်းဖတ်တယ်။ရထားပေါ်လည်းဖတ်တယ်။တွေ့စည်းနေရတော့စာအုပ်ကိုတော့ဖတ်တယ်။အဲ့ဟာသူ့ရဲ့ show ဝတ်ချက်ပဲ။သူအောင်မြင်နေတဲ့ show ဝတ်ချက်။နောက်တစ်ခုကကသူကဘေးရင်ပညာနဲ့အောင်မြင်လာတာ။ဘေးရင်ပညာတီးထမ်းမဟုတ်ဘူး။ဘေးရင်ပညာနဲ့သူ့ရဲ့စိတ်ပညာကျင့်စဉ်စိတ်ဆွမ်းအားကျင့်စဉ်နေနဲ့ပေါင်းဆက်ပြီးတော့သူကဘေးရင်ကိုလောက်တယ်။ စာရေးတဲ့ခါမှာလည်းစိတ်ဆွမ်းအားကျင့်စဉ်နေစိတ်ဆွမ်းအားတွေနဲ့စာရေးတာကိုသူလုပ်တယ်သူကပြောတယ်စာရေးရင်ကွာတဲ့စိတ်ဆွမ်းအားတွေနဲ့ယူပြီးတော့ရေးတယ်စိတ်ဆွမ်းအားတွေနဲ့ထည့်ပြီးရေးတယ်စိတ်ဆွမ်းအားတွေနဲ့ဇက်ကောင်တွေကိုဖန်တီးတယ်စိတ်ဆွမ်းအားတွေနဲ့ဇက်လန်းတွေကိုဖန်တီးတယ်ဘေးရင်ဟောတဲ့ခါမှာလည်းဘေးရင်ပညာတက်တက်တယ်မဟုတ်ဘူးစိတ်ဆွမ်းအားတွေနဲ့ပါထည့်ပြီးတော့ဟောတယ်သူကစိတ်ဆွမ်းအားကိုတော်တော်အားကိုးတယ်သူတနေ့ပြောဘူးလေမင်းတို့မှာမင်းမှာမိဘအချိန်ကွာမရှိဘူးနော် ဘာအချိန်ဝါမှမရှိဘူးကြောတော့နောက်ခံငွေအင်အားမရှိဘူးအတိုင်းဝိုင်းမရှိဘူးအရေးကြီးတာလူနှုံနေပါစေစိတ်မနှုံစေနဲ့ဘဝနှုံနေပါစေစိတ်မနှုံစေနဲ့ဘဝအားနေပါစေစိတ်အားမနေစေနဲ့ခန္ဓာကိုယ်အားနေပါစေစိတ်အားမနေအားမနေစေနဲ့ဆိုရဟာအများအားသူပြောတယ်အစိတ်အားမနေအောင်လဲသူကျင့်တယ်အဲအဲ့အနေနဲ့သူကအောင်မြင်မှုကိုတက်ထမ်းယူခဲ့တာပါ